သုံးနှစ်ကျော်ကာလအတွင်းပရမာဇုံချင်းပြုတ်လုခဲ့တဲ့နှစ်ဖက်တိုက်ရိုက်ဆွေးနွေးပွဲမှာအပြစ်ခတ်ရဆဲရေးကိုမော်စကိုကသဘောတူဖို့ပြက်ခွက်ခဲ့ပြီးတဲ့နောက်မှာနောက်တိုင်းမဟာမိတ်တွေစီကထောက်ခံမှုရဖို့ယူကရိန်းကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ဆွေးနွေးပွဲမှာလည်းရုရှားဟာသူတို့ဘက်ကလုံးဝလက်မခံနိုင်တဲ့အချက်တွေကိုတင်ပြခဲ့ကြောင်းယူကရိန်းသတင်းအင်းမြစ်ကဆိုပါတယ်။နှစ်နာရီကျော်ကြာမြင့်ခဲ့တဲ့အဲ့ဒီအစည်းအဝေးပေါ်အားရကျင်းတဲ့ကြောင်းနဲ့အဆက်အသွယ်ဆက်လုပ်ဖို့အသင့်ရှိတယ်လို့ရုရှားကပြောပါတယ်။ဒါပေမဲ့ရပောင်း30အပြည့်ရဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကမ်းလှမ်းမှုကိုသမ္မတပူတင်ကလက်ခံခဲ့တဲ့အချိန်ထိအနောက်တိုင်းကမော်စကိုအပေါ်တင်းကျပ်တဲ့တာစီပိတ်ဆို့မှုတွေချမှတ်ထားဖို့လိုရှိတဲ့ယူကရိန်းကပိုပြီးတင်းတင်းကျပ်ကျပ်အရေးယူဖို့မဟာမိတ်တွေကိုအစည်းအဝေးပြုခြင်းမှာပင်တိုက်တွန်းခဲ့ပါတယ်။ဆွေးနွေးပွဲပြီးဆုံးပြီးခဏအကြာမှာပဲသမ္မတဒေါ်နယ်ထရန့်ပြင်သစ်ဂျာမနီနဲ့ပိုလန်ခေါင်းဆောင်တွေစီဖုံးဆက်စကားပြောခဲ့ကြောင်းယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီက X ဆိုရှယ်မီဒီယာမှာပြောပါတယ်။စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက်ဖြစ်နိုင်ရည်ရှိတဲ့ခြေလှမ်းတွေကိုအမြန်ဆုံးလှမ်းဖို့ ယူရိန်းကအသင့်ရှိပြီးကဘာကြီးကလည်းခိုင်မာတဲ့ရည်တည်မှုရှိရမှာဖြစ်တယ်လို့ဇီလန်စကီးကပြောပါဗျ။ဒါအပြင်တမတ်ချက်များမှထားတဲ့အပြည့်ဝအပြစ်ခတ်ရက်စဲရစ်ကိုရုရှားကပယ်ချခဲ့ရင် ပြင်းထန်တဲ့တားဆီးပိတ်ပင်မှုတွေလုပ်ဖို့လဲသူကတိုက်တွန်းခဲ့ပါဗျ။တစ်ဖက်စီကဖြစ်နိုင်ရေးအနာဂတ်ပြစ်ခတ်ရက်စဲမှုမျှော်မှန်းချက်ကိုအသေးစိတ်တင်ပြဖို့ကျွန်တော်တို့သဘောတူခဲ့ကြပါလေ။အဲ့ဒီလိုမျှော်မှန်းချက်ကိုတင်ပြပေးတဲ့အချိန်ကြမှာသာကျွန်တော်တို့ရဲ့ညှိနှိုင်းဆွေးနွေးမှုကိုရှေ့ဆက်တာကတင့်တော်လိမ့်မယ်လို့ယုံကြည်ပါရယ်။အဲ့ဒီအတိုင်းလဲသဘောတူထားကြပါရယ်လို့ ရုရှားဘက်ကဥဆောင်ညှိနှိုင်းသူဗလာဒီမာမီနစ်စကီးကပြောပါတယ်။ဆွေးနွေးပွဲမှာအကျဉ်းသားတထောင်စီကိုအပြန်အလှန်လဲလှယ်ကြဖို့သဘောတူခဲ့ကြကြောင်းနှစ်ဖက်စလုံးကပြောကြပြီးဒါဟာအကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာဖြစ်ပေါ်လာခဲ့တဲ့လူသေးပျောက်အများဆုံးပြည်ပခါကိုအဆုံးသတ်ဖို့အမေရိကန်သမ္မတရဲ့ဖိအားတွေကြောင့်ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေက2022ခုနှစ်မလနောက်ပိုင်းတူရကီနိုင်ငံအင်စတန်ဘူမြို့မှာပရမတ်ဆုံးတွေ့ဆုံခဲ့ကြတာပါ။ဒီမှာအဆုံးသတ်တဲ့အစ်ကတော့ Come. Oh.